မိန်းကလေးတယောက်အမ်မတင်းချင်းခံရတယ်ဆိုပြီးတော့တင်ထားတွေ့တယ်ပေါ့နော်တွေ့တာဒီသတင်းကအမှန်လားမှားလားတော့အမတို့လည်းသိချာမသိ Hello မင်္ဂလာပါလို့ပြောအောင်တော့မင်္ဂလာတော့တိတ်မရှိဘူးပေါ့နော်ဒီနေ့ပြောမယ့်အကြောင်းအရာကပထမဆုံးပြောချင်တာကကြတော့ဒူဘိုင်းမှာနေရတဲ့ခန်းတွေကမင်းကလေးတီးတန့်ဘတ်စပေးဆိုလို့ရှိရင်တော့မင်းကလေးတွေကြီးပဲ ကရင်အပေါ်အောက်ကိုမိန်ကလေးမိန်ကလေးရေကြီးပဲတည်တံယောက်ျားလေးတည်တံ bus ပေးမိန်ကလေးတည်တံ bus ပေး bus ပေးဆိုတာတည်ကြောတနေရတာပဲရှိတယ်။ကရင်လေးတွေကအဲ့လိုအပေါ်တထအောက်ချက်လေးရှိတယ်။ဒီအကောင့်ထဲကဗီဒီယိုမှာတင်ထားပြရရှိတယ်။အခန်းရှာရင်ဒူဘီဇင်ကနေဘလို့ရှာရလဲဆိုတဲ့ဗီဒီယိုမှာပါတယ်။ bus ပေးဆိုလို့ရှိရင်အဲ့လိုမျိုးယောက်ျားလေးတည်တံမိန်ကလေးတည်တံပေါ့နော်။ဒါပေမဲ့ partition ခန်းနေ အဲဒီ loft တိုက်တဲ့အခန်းလေး partition ခန်းလေးမှာကျတော့နှစ်ယောက်နေတဲ့အခန်းလေးနှစ်ယောက်နေတဲ့အခန်းဆိုတော့ flat ကြီးတစ်ခုလုံးကိုနှစ်ယောက်စီနှစ်ယောက်စီနှစ်ယောက်စီနေဖို့အတွက်အခန်းလေးဖွဲ့ထားပေးရအဲ့လိုအခန်းလေးဖွဲ့ထားပေးရဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဒီခန်းမှာအပေါ်အောက် main အပေါ်အောက်နေတာက main ကလေးဖြစ်ပေမဲ့ကိုယ့်ရဲ့ဘီကန်ကပဲဖြစ်ဖြစ်တခြားအခန်းတွေကပဲဖြစ်ဖြစ်တက် flat မှာကအနည်းဆုံးကအဲရှစ်ခန်း၁၀ခန်း၁၅ခန်းလောက်ဒီပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တခမ်းမိန်းကလေး၂ယောက်နေတဲ့အခန်းလည်းရှိကောင်းရှိနိုင်တယ်လို့ယောက်ျားလေး၂ယောက်၃ယောက်ကြီးပဲနေတဲ့အခန်းတွေလည်းရှိတယ်လို့အတွဲတွေဒီလင်မယားတွေယောက်ျားလေးနဲ့မိန်းကလေးပါတဲ့အတွဲတွေပေါ့နော်အဲ့လိုမျိုးတွေနေရာလည်းရှိတယ်။အဲ့ဒီအတွက်ကြောင့်မလို့ဒါပေမဲ့အဲ့လိုမျိုးအခန်းတွေကတော့ကိုယ်အခန်းနဲ့ကိုယ်တည်တဲ့ရှိတယ်။ဒါပေမဲ့ဒီ toilet တွေရေချိုးခန်းတွေ kitchen တွေကကြတော့ sharing sharing ဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီအကုန်လုံးကဒီလိုအခန်း၂ခန်းဥပမာအရှိခန်းလောက်ဆိုလို့ရှိရင်တော့ရေချိုးခန်းအိမ်သား၂ခန်းစီလောက်ပါမယ်ပြီးရင်ကစ်ချင်ကတော့အကုန်လုံးပုံသုံးပေါ့နော်အဲ့လိုမျိုးဆိုတော့အအကုန်လုံးကအဲ့ဒီမှာဒီရေချိုးခန်းအိမ်သားမျှသုံးရတယ်ကစ်ချင်ကိုမျှသုံးရတယ်အဲ့တော့အဘလိုမျိုးဖြစ်လဲဆိုတော့ကိုကဒူဘိုင်းမှာကလူမျိုးကဘောင်းဆုံး ဘောင်းစုံဆိုတော့ကောင်းတဲ့သူလည်းပါလာနိုင်တယ်လို့ဆိုတဲ့သူလည်းပါလာနိုင်တယ်။တချို့ flat တွေကကြတော့တောက်စားခွင့်ပါညာဘာမှခွင့်မပြုထားဘူး။အဲများသောအားဖြင့်ကဒီမွတ်စလင်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ဥပမာအနေနဲ့ flat owner ကမွတ်စလင်ဖြစ်ခဲ့ရဆိုလို့ရှိရင်တော့ဒီတောက်စားမှုကိုတော့ရက်တေတာတောက်စားမှုကိုတော့သူက ဘလို့မှခွင့်ပြုမှာမဟုတ်ဘူးကန့်သက်ထားမှာပဲတို့ပေမဲ့တချို့ flat တွေကကြတော့အုံနာကလည်းဒီ flat မှာမနေဘူးပြီးရင်ဒီသူကလည်းလုံးဝ seriously မဖြစ်တဲ့သူမျိုးဆိုလို့ရှိရင်တချို့ကတောက်စားကြတာရှိတယ်ဒီတငယ်ချင်းတွေလာကြရတယ်တောက်စားကြရတယ်မူးယူကြရရှိတယ်အဲ့လိုမျိုးရှိရဆိုတော့ကိုကသွားနေပြီဆိုတာနဲ့ကိုကကိုအခန်းအောင်ပဲကိုကောင်းလားမကောင်းလားကြီးကြီးဒါထက် ဘေးပတ်ဝန်းကျင်မှာလည်းလူပနေအောင်ရှိလဲဖလက်မှာအခန်းပနေအောင်ပနခန်းရှိလဲအဲ့လိုမျိုးလေးပါနည်းနည်းအကြမ်းမြင့်လောက်တော့မေးပေါ့နော်အဲ့ဒါကတော့ကိုညာရှိရှိလို့မေးပေါ့ဘာလို့လဲဆိုတော့လူတွေကကြတော့အဲဒူဘိုင်းကိုရောက်လာပြီဆိုလို့ရှိရင်အကုန်လုံးကလွတ်လပ်သွားကြတယ်သူတို့ကိုသူတို့တချို့ကလည်းသူတို့ကသူတို့အာစီးရီပေါင်းနေနေနေကြသာရှိသလိုတချို့ကကြောက်ရလဲပဲအာအိမ်ောင်တွေဘာတွေရှိခဲ့တဲ့သူတွေသူတို့နိုင်ငံမှာရှိခဲ့တဲ့နောက်မှာတည်ရောက်ရင်လူပြိုအနေနဲ့နေပြီးတော့ ီမိန်းကလေးတွေနဲ့အလိုမျိုးအာချစ်သူကြီးတိုင်းဖြစ်ကြရတယ်ရှိရပေါ့နော်အဲဒါကတော့ဒါတစ်ပိုင်းပေါ့အဲဒါကတော့ကိုယ့်ဘာကိုကိုယ်ကြိုက်မဲ့သူကိုယ်တွဲမဲ့သူကိုယ့်ရဲ့ပတ်နာကိုကိုယ့်ဘာကိုလေ့လာပေါ့ဆိုတော့ဒီနေ့အဓိကပြောချင်တဲ့အကြောင်းအရာကြတော့မနေ့ကတော့ကဂရူရဲမှာမိန်းကလေးတယောက် အမ်မတိန်ချင်းခံရတယ်ဆိုပြီးတော့တင်ထားတွေ့တယ်ပေါ့နော်တွေ့တာဒီသတင်းကအမှန်လားမှားလားတော့အမားတို့လည်းသိချာမသိဘူးဒါပေမဲ့တင်ထားတလောက်ကိုပဲတွေ့တာဆိုတော့သူတို့မှာဘာ background ကဘာတွေဖြစ်ခဲ့ကြလဲတကယ် story ကဘာလဲဆိုတာလည်းဘယ်သူမှမသိဘူးဒါပေမဲ့ကိုတွေဒီရောက်လာမဲ့သူတွေအတွက်ပြင်လက်ရှိနေနေတဲ့သူတွေရောပဲပေါ့နော်အကုန်လုံးအတွက်သတိထားလို့ရအောင်လို့ပြောပြန်ပြောပြတာပေါ့နော်သူကအဲနေတာကမြန်မာ flat မြန်မာအုံနာ flat တွေကကောင်းတဲ့ဟာတွေရှိတယ်လို့မကောင်းတဲ့ flat တွေလည်းတော်တော်များတယ်80%လောက်ကမကောင်းဘာလို့လဲဆိုတော့အရက်သေးတာတောက်စားခွင့်ပြုထားတယ်ပြီးရင်မြန်မာချင်းချင်းကြတော့ဘေးကန်းကမြန်မာဟိုဆိုလို့ရှိရင်ကိုရီးယားဥပမာထားလိုက်သူတို့ကမူးယူတောက်စားနေရယ်ဆိုရင်တော့မှမြန်မာအချင်းချင်းဆိုတဲ့စိတ်နဲ့ပြောရမှာအားနာတယ်ပြီးရင်မြန်မာရဲ့မူရင်းစိတ်ကိုကအဲ့လိုမျိုးတစ်ဖက်သားကိုပြောရမှာကြောက်တာလားအားနာတာလားတော့မသိဘူးအဲ့လိုပြောဖို့ဝင်လေးကြတယ် ဲ့တော့တချို့တွေကတောက်စားမူရကြတယ်ရက်ဖြစ်ကြတယ်သူတို့ဘာသူတို့တောက်စားတယ်မူရတယ်ရက်ဖြစ်တယ်ဆိုတာအထီးကကိုယ့်ဘာမှမထိခိုက်ပေမဲ့ဒီလိုမျိုး risk တွေဖြစ်လာတဲ့အခါကြီးကြတော့အများကြီးထိခိုက်နေနေတယ်အခုဆိုလို့ရှိရင်ဒါအာဗီဒီယိုတွေကိုရိုက်ထားတယ်ပြီးရင်ကိုရိုက်ထားတဲ့ဗီဒီယိုနဲ့ချင်းချောက်ပြီးတော့ဒါအဲအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဖြစ်တယ်ဆိုတော့နင်းလာတဲ့ main ကလေးဘက်ကလည်းပဲအဲ ဒီရောက်ခါစားမအူမလဲလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ခံလိုက်ရတယ်ဒီလုတ်တဲ့သူကလည်းပဲကိုကိုတိုင်းကဒူဘောင်းရောက်နေရလဲကြာပြီစီနီယာတယောက်အနေနဲ့ဖေးမရမယ့်ကိစ္စကိုမဖေးမဘဲနဲ့လှုပ်ရှားပေးမယ်အဟိုဟာတင်ပေးမယ်ဒီဟာတင်ပေးမယ်ဆိုတော့မတ်လုံးနေပေးပြီးတော့ဒါခေါင်းမုံဖြတ်ပြီးတော့စော်ကားတာကတော့တော်တော်ယုံမှာပြီးတော့လူမဆန်နဲ့လှုပ်ရလို့ထင်တယ်ပေါ့နော်အအရင်ယုံမှာလုံးအကြည့်ရဲ့ ပြီးရင်သူကဘယ်လိုရောင်ချိတ်ချောက်လဲဆိုတော့နင်က business နဲ့နေတာငါက ID နဲ့နေရဆိုတာရေပြောပြောပါချိတ်ချောက်တယ်ဆိုတော့ business နဲ့နေသည်ဖြစ်စေအာဘာပဲဖြစ်နေပါစေ tourist နဲ့ business နဲ့လာရဆိုတာ tourist ကွာ tourist ဆိုရင်လည်း tourist ကိုဒီလိုလောက်ခွင့်ပဲမမဘယ်နိုင်ငံမှာမှခွင့်မပြုထားဘူးအဲ့တော့တိုင်ကြရှိရတိုင်ရမယ်လောက်ရှာရှာလောက်ရမယ်ကြောက်နေကြလည်းမလို့ဘာမှလည်းဘယ်လိုမျိုး ဟိုက်ထားကြမလို့ကွာပြောတဲ့နေရာပြောအောင်ပါပဲဒါပြီးတော့အာဒီခံလိုက်ရတဲ့ညမလေးကလည်းအရင်ငယ်သေး20ကျော်လေးပဲရှိသေးတာကိုဒီလိုဖြစ်သွားတယ်ဆိုတော့သူ့ဘဝအတွက်ကဒါအိမ်မဆိုးပဲအမြဲတမ်းသူ့ဒါကြီးကိုအမှတ်ရနေမယ်ဆိုတော့တော်တော်ကိုထရမာတော့ရပါမယ်လို့ထင်နေပေါ့နော်အဲ့အတွက်လည်းအများကြီးစိတ်မကောင်းဘူးလုံးရက်တဲ့သူအတွက်လည်းတော်တော်ကိုရုံမှပတ်သက်တဲ့အတွက်တော်တော်ကိုရွံစရာကောင်းတယ်လို့ထင်ပါတယ် အဲ့တော့ဒီကိုကဒီမှာဒူဘိုင်းကိုရောက်လာပြီးအခန်းနေငားမယ်ဆိုလို့ရှိရင် bus pay မှာမဟုတ်ဘူး partition မှာနေရဆိုလို့ရှိရင်ဒီတချို့ flat owner တွေကကြတော့တဘိုးစစ်တောင်းတယ်100ဖြစ်စီ200ဖြစ်စီအာ200လောက်ထိအမားတို့ပေးလို့ရတယ်ဒါပေမဲ့300 400တောင်းတဲ့ flat owner တွေဆိုရှင်မငားနေတော့တခြားကိုကကိုရှာ flat တွေမှာအများကြီးပဲတချို့ flat တွေဆိုရင်တဘိုးစစ်တောင်းပေးကြမလို့ကိုကနေတယ်နေလို့စင်မပြေနေလို့စင်မပြေပြောင်းပလိုက် ဘာမှပတ်စံအောင်လည်းမနှမျောမနေနဲ့ဘာလို့လဲဆိုတော့ကို့အတွက်အန်ရရအများရပြီးရင်ဥမာ partition မှာနေရဆိုလို့ရှိရင်လည်း best pay ကတော့ main ကလေးတိတန်းဖြစ်တဲ့အတွက်ဘာမှအန်ရ short မရှိပေမဲ့ case ကအော်အပြင်ကနေပြီးတော့တကားဖွင့်ပြီးဝင်လာရင်တော့မပြောတတ်ဘူးပေါ့နော်အာဒီ partition ဆိုလို့ရှိရင်ကိုကတော့နှစ်ချောင်းပွားထားလိုက်ဒီမှာတော့ကူးတဲ့နေရာလည်းရှိရကိုရဲ့အခန်းပေါ်ကိုတချောင်းပေးကိုကတချောင်းယူထားကိုအခန်းပေါ်ကအပြင်ထွက်ပြီးကိုကအထက်မှာအိတ်ကြံခဲ့ရဆိုလို့ရှင်လည်းအပြင်ကနေလော့ချသွားခိုင်းလိုက် ဒါမှမဟုတ်သူမသွားခင်ကိုက log ချဒါမှမဟုတ်အပြင်ကနေတော့ခတ်ခဲ့ကိုမှတော့တချောင်းရှိရတော့ကိုဘကိုဖွင့်ပြီးထွက်လို့ရတယ်အပြင်တော့အနည်းဆုံးနှစ်ချောင်းကူထားလိုက်ကူထားပြီးအဲ့လိုမျိုးတုံးပေါ့နော်အဲ့လိုမျိုးကိုပါကိုစေးပြအောင်လေဘာလို့လဲဆိုတော့တချို့အိမ်နောင်တွေကိုကအဲကိုကတော့သူတို့ကအော် तू ကလည်း तू तू မိမနဲ့နေတာပဲကိုကခင်လို့မင်လို့ဆိုပြီးစကားသွားရောမပြောနဲ့ကိုကစကားလေးကဘာလဲမဟုတ်ဘူးဒီတိုင်းမှာခင်မင်ရင်းနေပြလိုက်မိရတချို့လူတွေကဒီတိုင်းမှာတည်ရ အဲ့တလိုင်းပဲတွေးတာတခြားဘာမှဒီခင်နာမင်နာရေးစိတ်မဝင်တော့သူတို့ကအလကားရရင်ယူမယ်အဲ့လိုမျိုးပုံစံမျိုးပဲဘာလို့လဲဆိုတော့အရင်တော့အမနေတဲ့ဖလာမာတော့ဆိုလို့ရှိရင်အခိုးကြီးအတက်ကတော်တော်ကိုကြီးနေပြီ6တောက်တော့မတန်6တောက်တစ်ဖက်ကလည်းမတန်ကိုကတော့တနားရေးစိတ်နဲ့ကိုကကော်ဖီရှော့ကဆိုတော့ကော်ဖီ ယူသွားပြီးရဲမဟုတ်ယူသွားပြီးရဲဒါပေမဲ့ကိုဟိုဘလို့မြင်လာရတော့သူကမသိဘူးနင်းဘယ်ရရောက်ဖို့လဲညာရရောက်ဖို့လဲအဲနင်းမြခုံမွေးလေးကလှတယ်နင်းနှကောင်းမွေးလေးကလှဘာညာရီရှောက်ပြောပြီးတော့ပါဇက်တဲ့ရှိရာရီရှောက်ပြောပြီးတော့ပြီးရင်ဘာသူပန်ကိုသွားလင်မလားလိုက်ဖို့ပြင်မဘာညာရီလားကိုကသူတို့ကအဖိုးကြီးဖြစ်နေလို့သူတို့ကမတန်ဆွမ်းမလို့သူတို့ကပက်ဆက်မရှိလို့ဆိုပြီးတနာကျင်နာရဲ့စိတ်နဲ့လဲတော့မလုံးနဲ့နိုင်ငံခြားမှာအကုန်လုံးကကြတော့ တို့အဲ့လိုမျိုးကိုကရိုးရိုးသားသားစိတ်ရှိတယ်ဆိုတာကိုမြင်ချင်းမှမြင်မှာအဲ့တော့ကိုပေါ့ကိုအမအမြဲတမ်းပြောရဲဒူဘန်အောင်မြဲကိုနိုင်ငံခြားကိုသွားရမယ်ဆိုကိုပေါ့ကိုအင်ဒီပန်ဒန့်ဖြစ်အောင်နေဆိုတော့ကိုပေါ့ကိုစိတ်ကိုလည်းပြင်ဆင်ထား knowledge တွေကိုလည်းရှိအောင်ဖြည့်ထားအခုလိုမျိုးကိစ္စရဖြစ်လာတဲ့ခါကျမြန်မာချင်းချင်းတောင်မှအဲ့လိုမျိုးဖြစ်တာတခြားနိုင်ငံသားနဲ့ဆိုရင်တော့ဒါမဲ့တခြားနိုင်ငံသားကိုလည်းပုတ်ခတ်လို့မရပါဘူးနိုင်ငံတိုင်းနိုင်ငံတိုင်းမှာကောင်းတဲ့သူနဲ့မကောင်းတဲ့သူနဲ့ရှိတယ် ဲ့တော့ကိုကပဲတတိရှိရှိညာရှိရှိနဲ့ရှောင်လို့ရအောင်တတိထားလို့ရအောင်လို့ဒါပြောပြတာပေါ့နော်အလုံးအလုံးဒီအခန်းချမယ်ဆိုရှင်တေးချာချာမေးတေးချာပြောအရတောက်ခွင့်ပေးထားလားဧည့်သည်လာဝင်ပေးထားလားအဲ့လိုမျိုးတွေပါတခါမေးမူဘီဆိုလို့ကတော့ဒီလိုအရတောက်ခွင့်ပေးပြီဆိုတော့လူကောင်းနေနေရမဖြစ်နိုင်တော့ဘူးမူဘီဆိုတော့ဒီကောင်းနေရဘာအကြောင်းမှရှိမနေတော့အဲ့တော့ကိုပေါ့ကိုတတိထားစီညင်လို့ရအောင်လို့ ြောပြပေးတာပါကျေးဇူးတင်ပါတယ်နော်